ငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရစေ။ကျွန်တော်လာမယ့်တရက်တမနေ့ပံပေါ့နော်။မနေ့ပံကျွန်တော်တို့6ကြိမ်မြောက်အတွက်ဒါနောက်ဆုံးမူလေးဖြစ်ပါတယ်နော်။ဒါဆိုရင်တော့ကျွန်တော်တို့ကြည်ပါမယ်ဗျာနော်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာဒီမှာပေါ့နော်ကျွန်တော်6ဒီလိုလေးနှစ်ခုအတွဲပေါ့နော်6နဲ့6နဲ့တောင်ကလေးလုတ်ပေးထားတယ်ဟုတ်ပြီ6ပေါင်းချင်းကျွန်တော်တို့3ညခါ3ညပါဝါပေါ့နော်ဒီမှာ 3980ဆိုပြီးတော့ပေါင်းခြင်းနံပါတ်5ကိုရိုက်ပေးထားတယ်ပေါ့နော်သူ့ရဲ့အောက်မှာပဲကျွန်တော်တို့7ရက်ပေါ့နော်639ဆိုပြီးတော့ကျွန်တော်နှလုံးပေါင်းခြင်းနံပါတ်ဒီနံပါတ်6ဖြစ်တယ်ပေါ့နော်နံပါတ်6ဒီလည်းကျွန်တော်တို့ဒီမှာသူ့ပါဝါခွန်95ဆိုပြီးတော့ပေါင်းခြင်းနံပါတ်1ကိုကျွန်တော်တို့ရိုက်ပေးခဲ့တယ် ဒါဆိုရင်သူ့အောက်ကစက်ရဲ့၃ညရဲ့ကျွန်တော်တို့ဒီခွန်ရဲ့စစ်ပြီးတော့ပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်ခွန်ဆိုတာရတယ်ပေါ့နော်ခွန်ဆိုတာရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်ပါဝါဒီကျွန်တော်တို့ပါဖြစ်ပေးရမယ်ပေါင်းခြင်းနံပါတ်ဒီနှစ်ဖြစ်ပေးရမယ်နှစ်ဖြစ်ပေးဖို့အတွက်ဒီမှာ၄၆ပေါင်းခြင်း၃ညရှိနေတဲ့အတွက်เนาะကျွန်တော်တို့နောက်ထပ်နှစ်တစ်လုံးထပ်ပြီးတော့ထည့်ပေးရုံပဲပေါ့နော်နှစ်ဒိတ်စီဖြစ်ပါတယ်ဗျ Okay နှစ်ဒိတ်စီရပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်ကခါကိုကြည့်ပါမယ်เนาะခါတိုင်းပေါ့နော်ခါတိုင်းဒီဒီမှာနံပါတ်၉ ီကိုဒီခွန်6เนาะ sorry ခွန်9ဆိုတဲ့ပေါင်းခြင်းနံပါတ်6ပေါ့เนาะ63ဆိုတဲ့9ဒီ9နှစ်ခတ်ခွန်9ပေါင်းခြင်းနံပါတ်6ကိုဖြစ်ပါတယ်เนาะဒီမှာက3ည9ပေါ့เนาะ3ည9ဆိုတဲ့ပေါင်းခြင်းနံပါတ်9ဒီကျွန်တော်ဒီမှာကဒီမှာက36เนาะ36ဆိုတော့ပေါင်းခြင်းနံပါတ်9 9ဒီ9လို့ကျွန်တော်တို့ဒါတိုက်ရိုက်ရိုက်တယ်ပေါ့เนาะဒီမှာကသူ့ရဲ့နှစ်ခတ်ဒီမှာကကျွန်တော်တို့ ဒိုင်ရိုက်ပေါ့နော်ဒီအောက်မှာကကျွန်တော်တို့ဒီမှာကခွန်6ဆိုတော့ပေါင်းခြင်းနံပါတ်3နံပါတ်6ဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်နံပါတ်6လို့ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာကကျွန်တော်ဒိုင်ရိုက်နက်ခတ်ပေါ့နော်ပြီးရင်ပါဝါပါကျွန်တော်တို့စစ်ပြီးတော့ယူมาဖြစ်တယ်နော်6ဒီကျွန်တော်တို့6လို့ဒိုင်ရိုက်ဆိုရင်10ပေါ့နော်ဒီလိုမဟုတ်ဘူးကျွန်တော်တို့6ပါဝါကျွန်တော်နံပါတ်1ဆိုရင်နံပါတ်3ဖြစ်မယ်6ရဲ့နက်ခတ်ကျွန်တော်တို့9ဒါဖြစ်ခဲ့မယ်ဆိုရင်နံပါတ်1ပေါ့နော်ဒါဆိုရင်10 3 1ဒီကျွန်တော်တို့ခါတိုင်းနဲ့ ဒါသွားရမယ်ပေါ့နော်ဟုတ်ပြီအပိတ်လေးတစ်ချစ်ကြည့်ပါမယ်ကြာနော်အပိတ်ဒီကျွန်တော်တို့ဒီမှာရှိနေတဲ့နံပါတ်1ပေါ့နော်အပေါ်ဆုံးကကျွန်တော်တို့အစိမ်းနဲ့ခြေထားတဲ့နော်3 4နော်3 4ဆိုတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်4နှစ်နက်ခတ်၄ဆိုပြီးတော့ကြာပါတယ်ဒီရောက်ကနံပါတ်9ခွန်နက်ခတ်8 9 3ပေါင်းခြင်းနံပါတ်3ညကိုကြာတယ်ဒါဆိုရင်ဒီမှာရှိနေတဲ့ နံပါတ်9ဒီသူ့ရဲ့နှက်ခတ်ကျွန်တော်တို့969ဆိုတဲ့ပေါင်းခြင်းနံပါတ်9နှက်ခတ်3ညဆိုပြီးတော့ကျွန်တော်တို့ကြာပေးရမယ်เนาะဒါဆိုရင်တော့ကိုအပိတ်ဖြစ်ပါတယ်တဲ့ကိုအပိတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာစုစုပေါင်းထိုးရမယ်ခဏတည်း269เนาะ239 219ဆိုပြီးတော့ခဏ3ခုပဲရှိတယ်ပေါ့เนาะ269ဟုတ်ပြီเนาะပြီးရင်239เนาะ ပြီးရင်တော့ကျွန်တော်တို့2 1 5ဆိုပြီးတော့เนาะခဏ3ခွက်ပဲကျွန်တော်တို့ဒါထိုးရမယ်ပေါ့เนาะဂျိုင်းနေတဲ့ငွေချင်းများကလိုက်ပြီးတော့ကန်ဆယ်ကြည့်နိုင် ပါတယ်ဗျ။โอเคပါ။အားလုံးပဲမနေ့ဘက်မှာပေါ့เนาะအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ။ယေရှုထူတင်ပါတယ်။